မိတ်ဆွေတို့ရဲ့တနေ့တာမှာအချိန်တွေဘလို့ကုန်ဆုံးသွားလဲသတိထားမိကြပါသလားကို့အတွက်တကယ်အရေးကြီးတဲ့အရာတွေအတွက်အချိန်ဘလောက်သုံးဖြစ်ခဲ့လဲဒီမေကွန်းတွေကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကတည်းကလူတွေမေးခဲ့တဲ့မေကွန်းတွေပါပဲဒီနေ့မှာတော့ယောမအတွေးခေါ်ပညာရှင်ကြီးစီနီကာကသူ့ရဲ့မိတ်ဆွေလူစီလီယက်စီကိုရေးခဲ့တဲ့စာတွေအကြောင်းပြောပြသွားမှာပါဒီစာတွေကဘဝရဲ့အရေးကြီးတဲ့မေကွန်းတွေအတွက်လက်တွေ့ကျတဲ့အဖြေတွေကိုပေးထားပါတယ် အချိန်မိတ်ဆွေစီးစိမ်နဲ့တည်ခြင်းတည်းရလို့ကိစ္စတွေကိုဘလို့ရင်ဆိုင်မလဲဆိုတာလမ်းညွှန်ပေးထားပါတယ်။စာရေးသူစီမီကာနဲ့သူမိတ်ဆွေပထမဆုံးအနေနဲ့စာရေးသူကိုမိတ်ဆက်ပေးခြင်းပါတယ်။သူ့နာမည်က Lucius Annerus Seneca ပါ။သူကရောမခေတ်ကထင်ရှားတဲ့ Stoic အတွေးခေါ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်သူကနောက်နောက်ချိန်မှာအေဂရစ်ဖြစ်လာမယ့် Nero ရဲ့ဆရာနဲ့အကြံပေးလဲဖြစ်ခဲ့ပါတယ်။ ဒီစာရီကိုသူကသူ့ရဲ့မိတ်ဆွေဖြစ်သူလူစီလီယက်ဂျူနီယာစီကိုရေးခဲ့တာပါလူစီလီယက်ဆိုတာကအီတလီနိုင်ငံရဲ့တောင်ဘက်ကစစ်စလီကျွန်းမှာအုပ်ချုပ်ရေးမှုဖြစ်တာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါဒီစာရီကပညာရှင်ဆက်ဆံရေးထားတာမျိုးမဟုတ်ပါဘူးမိတ်ဆွေတစ်ယောက်ကိုစိတ်ရင်းနဲ့အကြံပေးနေတဲ့ပုံစံမျိုးရေးထားတာပါအဖိုးတန်ဆုံးရနာအချိန်စီနီကာကပထမဆုံးစာမှာအချိန်ရဲ့တန်ဖိုးကိုအဓိကထားပြောပါတယ် လူတွေကကိုယ့်ပတ်စံနဲ့ပိုင်ဆိုင်မှုတွေကိုသူများယူမှာတိတ်ဆိုးရင်ကြတယ်။ဒါပေမဲ့ကိုယ့်ရဲ့အချိန်ကိုတော့ဘသူမဆိုအလွယ်တကူခိုးယူခွင့်ပေးထားကြတယ်။တကယ်တော့အချိန်ဆိုတာကျွန်တော်တို့ပိုင်ဆိုင်တဲ့တစ်ခုလေတော့အရာပါ။ဒါကြောင့်ကိုယ့်အချိန်ကိုကိုယ့်အတွက်ပြန်လည်ရယူဖို့စီနီကာကတိုက်တွန်းပါတယ်။အရေးမပါတဲ့လူမှုရေးကိစ္စတွေအတိတ်ပဲမရှိတဲ့အလုပ်တွေကနေကိုယ့်အချိန်ကိုကာကွယ်ရမယ်လို့ဆိုပါတယ်။လူအုပ်ရဲ့အနေနဲ့ လူအများနဲ့ရောနှောနေထိုင်ခြင်းကကိုယ့်ရဲ့ကိုကျင့်တရားကိုပျက်စီးစေနိုင်တယ်လို့စီနီကာကသတိပေးပါတယ်။လူအုပ်ထဲကိုသွားတဲ့အခါတိုင်းကိုယ်မှရှိတဲ့ကောင်းတဲ့အကျင့်တွေနည်းနည်းတော့လျော့ပါပြီ။ပြန်လာတတ်တယ်လို့သူကရေးခဲ့ပါတယ်။လူကြိုက်များတဲ့အရာတိုင်းကအကောင်းကြီးပဲမဟုတ်ပါဘူး။လူအုပ်ရဲ့သဘောထားနောက်ကိုမျက်စိမိတ်မလိုက်ပါနဲ့။အဲ့ဒီအစားကိုယ့်ရဲ့စင်ကျင်တုံတရားကိုအသုံးချပြီးဘာကမှန်လဲ။ဘာကမှားတယ်ဆိုတာကိုယ်တိုင်ဆုံးဖြတ်ဖို့အရေးကြီးပါတယ်။မိတ်ဆွေစနစ်စီးစိမ်ဥစား မိတ်ဆွေဖွဲ့ခြင်းနဲ့ပတ်သက်ပြီးစီနီကာကအကြံပေးထားတာရှိပါတယ်။မိတ်ဆွေမဖွဲ့ခင်မှာတေချာစူးစမ်းလေ့လာပါ။တကယ်လို့မိတ်ဆွေဖြစ်ရွေးချယ်ပြီးပြီဆိုရင်တော့လုံးဝယုံကြည်လိုက်ပါတော့။မိတ်ဆွေစစ်ဆိုတာကိုယ့်ရဲ့ဒုတိယပုံရိပ်တစ်ခုပါပဲ။စီးစိတ်ဥစ္စာနဲ့ပတ်သက်ရင်လည်းချမ်းသာခြင်းအစစ်မှန်ဆိုတာအများကြီးပိုင်ဆိုင်တာမဟုတ်ပါဘူး။လူချင်းတတ်မှတ်မှုနေပါခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။စင်ရဲမွဲတေမှုကိုမကြောက်ဖို့သူကအားပေးပါတယ်။ရန်ဖန်ရန်ခါမှာယူယူကုတ်ကုတ်နေထိုင်ကြည့်ဖို့သူကအကြံပေးပါတယ်။ ရက်အနည်းငယ်လောက်တာမန်စားစာကိုစားပြီးအဝိအစားဟောင်းတွေကိုဝတ်ဆင်ကြည့်ပါဒါကဆင်းရဲခြင်းဟာထင်တယ်လို့မကြောက်စရာကောင်းမှုဆိုတာသိလာစေပါလိမ့်မယ်ကိုယ်စိတ်ရဲ့အရှင်သခင်ဖြစ်ပါစေတနေရာရာကိုခီးသွွားခြင်းကကိုယ့်ရဲ့စိတ်ဒုက္ခတွေကိုမဖြေရှင်းနိုင်ပါဘူးဘာလို့လဲဆိုတော့ကိုယ်သွားတဲ့နေရာတိုင်းကို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 တည်သွားလို့ပါပဲပြဿနာကနေရာမှာမဟုတ်ပဲကိုယ်စိတ်ထဲမှာရှိနေတာပါ ဒါကြောင့်ကောင်းကင်ကိုပြောင်းလဲဖို့မကြိုးစားဘဲကိုယ်စိတ်ကိုယ်သာပြောင်းလဲရပါမယ်။ကျိုးစနစ်ခေတ်ကြီးမှာစီနီကာကထူးခြားတဲ့အမြင်တစ်ခုကို တင်ပြခဲ့ပါတယ်။သူကလူစီလီယက်ကိုသူ့ရဲ့ကျွန်ွေကို လူသားဆက်ဆံဆက်ဆံဖို့တိုက်တွန်းခဲ့တယ်။သူတို့ဟာကျွန်ွေမဟုတ်ဘူး။လူသားတွေပဲလို့သူကရေးခဲ့ပါတယ်။ကန်တရားရဲ့အောက်မှာလူတိုင်းဟာတန်းတူပဲလို့သူကဆိုပါတယ်။တည်ခြင်းတရားကိုနှလုံးသွင်းခြင်း စီနီကာကတေချင်းတရားကိုကြောက်စရာတစ်ခုလိုမမြင်ပါဘူး။ဒါဟာတဘာဝတရားရဲ့ဖြစ်စဉ်တစ်ခုပါပဲ။ကျွန်တော်တို့ဟာနေတိုင်းတည်ဆုံးနေကြတာပါ။ကုံဆုံးသွားတဲ့အချိန်တိုင်းဟာတေချင်းတရားစီကိုပေးအပ်လိုက်ရတာနဲ့တူတူပါပဲ။တေချင်းတရားကိုနေတိုင်းတည်ရနေခြင်းကကျွန်တော်တို့ကိုပိုကောင်းအောင် ရှင်သန်စေပါတယ်။မတေချာတဲ့အနာဂတ်အတွက်အစီအစဉ်တွေဆွဲမနေဘဲပြစ်ဆုတ်ပန်တဲ့တဲ့မှာအကောင်းဆုံးနေထိုင်တတ်လာစေပါတယ်။ဘလို့တည်ရမလဲဆိုတာတည်ယူခြင်းကကျွမ်းလပ်ပြုခြင်းကနေလွတ်မြောက်ဖို့တည်ယူခြင်းပါပဲ။ နီကုန်းချုပ်ဒီစာရီကနေကျွန်တော်တို့သင်ကန်းစာများစွာရနိုင်ပါတယ်ကို့အချိန်ကိုတတ်မှုထားပါကို့ရဲ့ပေါင်းတင်ဆက်ဆံရေးကိုတည်ချရွေးချယ်ပါလူချင်းတတ်မှတ်မှုနေပါအောင်နေထိုင်ပါကို့စိတ်ရဲ့အရှင်သခင်ဖြစ်အောင်ကြိုးစားပါပြီးတော့တည်ခြင်းတရားကိုမကြောက်ပါနဲ့ဒီအကြံဉာဏ်တွေဟာလွန်ခဲ့တဲ့နှစ်2000ကဖြစ်ပေမဲ့ဒီနေ့ခေတ်လူနေမှုဘဝအတွက်အလွန်သုံးဝင်နေတော့မှာပဲစီနီကာရဲ့အတွေးခေါ်တွေကမိတ်ဆွေတို့ကိုပို့ပြီး အထိပယ်ရှိတဲ့ပို့ပြီးအေဂျင့်နဲ့ဘဝတစ်ခုကိုပုံဖော်နိုင်ဖို့ကူညီပေးပါလိမ့်မယ်ဒီစာအုပ်ကိုရှာဖွေဖက်ရှိကြည့်ဖို့တိုက်တွန်းပါတယ်